မြင်လာပါအာကျွန်တော်ပါဘောနော် update လာ ပြောတာပါ HA နဲ့ HA သုံးဖို့ ACA ပေါ့တချို့လည်းပြောကြတယ်ဟာ ACA လား HA လားပေါ့နော်အဲ့ဒါလေးတွေလည်းလာရှင်းတာပါအဲ့တော့ HC ပဲခေါ်ခေါ် ACA ပဲခေါ်ခေါ်အတူတူပဲနော် hacker assistant ပေါ့နော်တချို့ကလည်းညံအောင်လို့အလွယ်လေး HA လို့ခေါ်လိုက်တာ HA A ရဲ့ပေါ့နော် hacker assistant အဲ့ shell လို့ပဲခေါ်တယ်။အတချို့တွေကြတော့လေတချို့ agent တွေကလည်း ACA လို့ခေါ်တာပေါ့နော် hacker hacker assistant ဆိုတော့အဲ့ဒါလေးရောင်းနေကြလို့ခဏပြောတာပါအဲ့တော့အလုပ်ခေါ်တာကအခုလောလောဆယ်မှာယောက်ျားလေးအာဂျန်ခေါ်တယ်အာ main key တွေလည်းကျွန်တော်တို့ခေါ်နေရပေါ့နော်ဒီနှစ်ကုန်မှာလည်းနောက်ထပ်အယောက်50လောက်ခေါ်ဖို့ရှိတော့အဲ့ဒါလေးကိုကျွန်တော်အာ CV စုနေပါတယ် interview လည်းကျွန်တော်ခေါ်ပေးပါမယ်ကျွန်တော်စီစဉ်နေပါတယ်အင်္ဂလိပ်စာ speaking training လည်းကျွန်တော်ပြင်ဆင်နေပါတယ်အဲ့ဒါလေးအတိလာပေးတာဖြစ်ပါတယ်အဲ့တော့ ကျွန်တော်ဒီရက်ထဲမှာ approach လုပ်တဲ့သူတွေကိုလည်းအဲကျွန်တော်ရှင်းပြထားပါတယ် Telegram channel တဲကိုကျေးဇူးပြုပြီးတော့ဝင်လာပေးပါအဲတကယ်လို့ link မတည်ဘူးဆိုလို့ရှိရင် ကျွန်တော်ဘယ်မှာပြောရမလဲတော့မသိအဲကျွန်တော် link ကိုအဲ ဒီ message မှာမေးထားတဲ့သူတွေဒါမှမဟုတ်ကျွန်တော်ဒီမှာ comment လေးမှာကျွန်တော် link ချပေးထားပါမယ်ဝင်လို့မရရင်ကျွန်တော်ပြောပါเนาะအဲ့တော့ QR code ချပေးရလားတော့မသိဘူးအဲ့တော့အဲ့ group ထဲကိုဝင်လာလို့ရတယ်အဲ့ထဲမှာကျွန်တော်အလို့လျှောက်ရမယ့် email လေးကျွန်တော်ရေးပေးထားပါမယ် um uh agent fee ပါညာကိုလည်းကျွန်တော်ရှင်းပြပေးပါမယ်เนาะ W မှာကျွန်တော်တိတ်မပြောချင်လို့ပါအာ okay နောက်တစ်ခုက ဘာဖြစ်လို့ email လိမ့်စာကိုကျွန်တော်မပေးတာလဲဆိုတော့ဒီ email လိမ့်စာက တခြားအလုပ်ကင်ခွင့်ရေးတွေလည်းကျွန်တော်ဒီဟာကိုသုံးထားတယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်ဖြစ်ပါတယ်ဆို email မပို့တတ်ဘူး email မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တိုက်ရိုက်ပြောပါကျွန်တော်တခြားနီလန်ပြောပါမယ်နော်ကျေးဇူးများတင်ပါတယ်